အေးအေးအနေနဲ့ကလည်းကြောက်ဖြူကိုသူတို့တိုက်တဲ့ပုံစံကအလူလေကြတိုက်နေရတော့ကျွန်တော်တွေ့တယ်စစ်ပန်းအောင်လုပ်နေရလေးရှိတယ်စစ်တပ်ကလည်းဒါစစ်ကစားနေတဲ့ပုံစံမျိုးပဲရှိပါသေးတယ်နော်ကြောက်ဖြူကိုကြရမယ်ရရမယ်ဆိုတာလေအဲခင်ဗျားတို့စေရဲချင်နေမြေပြင်ချင်တို့တကယ်တိမပြောပါဘာကြောင့်လဲဆိုရှင်ကြောက်ဖြူကတက်တွေကအဲဘယ်ကောင်မနေမြရှင်းလင်းနေတယ်အေးစစ်သေးကြတွေကအယောက်20ဥမာပြ AR video လို့ပြောစစ်ကိုလိုက်ကစားနေတယ်။ AR video ကိုလည်းအယောက်20 10ယောက်အဲ့ဒီမှာရွာတွေကိုဝင်း စက်တပ်မရှိတဲ့အချိန်မှာဝင်စက်တပ်ရှိ line ထွက်ပြေးအဲအဲ့ပုံစံမျိုးတွေလုပ်နေသလိုပဲကြောက်ဖြူရဲ့ကျွန်တော်တို့ဆနာကကျွန်တော်ပြောတဲ့ဒီအစွန်တွေပေါ့ကြောက်ဖြူအစွန်ဘက်တစ်ချမ်းတွေမှာ AA ကအယောက်20အယောက်30နော်အဲ့ဒီလောက်ကလေးတွေနဲ့လာလာပြီးတော့ဘလော့ကောင်းလဲဆိုလို့ရှိရင်ကြောက်ဖြူကိုဒုက္ခလာပေးနေတယ်အဲစက်တပ်ကလည်းဟိုရင်ကတော့အတိုင်းတာတစ်ခုထိညှာခဲ့တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ လက်နက်အင်းလက်ပုံကောင်းဆိုလက်နက်လိုအပ်ချက်တွေကြောင့်လည်းဖြစ်နိုင်တယ်နော်ဟိုလက်နက်တွေရလည်းသုံးရတာဟုတ်သုံးတဲ့ခါမှာ၁၀ယောက်ရောက်၂၀လောက်နဲ့လည်းစစ်တပ်က drone တွေလေးရင်းနဲ့မသုံးပါဘူးအခုတော့အခုတော့မညာဘူးလို့အကြာသိရတယ်နော်မညာဘူးလို့အကြာသိရတယ်အဲ့ဒီလာတိုက်နေတဲ့၁၀ယောက်ရောက်၂၀လက်တွေ့တာနဲ့တွေ့သလိုပြစ်ပါတယ်တွေ့သလိုကျဲပါတယ်ကျဲတဲ့အတွက်မလို့အေအေကဘာတဲ့လာတယ်ဆိုလို့ဆိုတော့အသေးကလွတ်တာပေါ့အယောက်၂၀သွားမင်းတို့အသေးသွားခံဆိုတဲ့အေအေကလည်းအဲ့ပုံစံမျိုးဟိုကြောက်ဖြူစစ်ကစားနေရရင်ပြီးရော အဲ AA ဆိုတာလည်းအုံနောက်ရှိတဲ့အဖွဲ့စီအုံနောက်ရှိတဲ့ဒီကောင်တွေမဟုတ်ဘူးအဲ့ဒီ AA ရှေ့တန်းမှာတိုက်နေကောင်တွေပေါ့နော်လေအဲသူတို့ကိုသွားပြီးတော့တက်ကောအမြဲစစ်လုံနှိုးခြင်းလို့ခေါ်တာပေါ့စစ်လုံနှိုးခြင်းမှာချိန်ပြစ်သွားပြီးတော့ရောက်20လောက်နဲ့အရောက်ဒီတိုက်ရင်းနေဆိုတာအရောက်ယာနဲ့ချီရှိတာနော်အရောက်နာ900 300ရှိတဲ့နေရာကိုကျွန်တော်တို့ AA 10 15ရောက်နဲ့လာလာပြီးတော့အသေးခံပြီးတော့စစ်လာမြူနေတော့စစ်မြူကစားနေကစားနေအချိန်တွေပဲရှိပါသေးတယ်ဒါကြောက်ပြူအချိန်တွေကိုကျွန်တော်ပြောပြတာပါနော်အဲစစ်တွေအချိန်တွေကတော့ အဲဘယ်လိုခေါ်မလဲဆိုတော့နောက်ဆုံးကြာတိတဲ့ပုံစံတွေရဆင်တော့တိတ်ပြီးတော့လှုပ်လို့ရှင်းရှားခြင်းမရှိသေးပါဘူးကြောက်ဖြူကိုကြောက်ဖြူကိုပဲအယူဆုံးသူတို့ဥတည်ထားမှာပါနော်ဟုတ်ပြီအဲ့တော့ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ကိုမမောင်းနဲ့တက်မတော်ကကင်းရင်ပြင်းနေတဲ့တက်မဟာခုနှစ်နေမြန်မာဘာဖြစ်လို့စစ်ကူမပို့တာလဲတဲ့နော်ရှမ်းရတဲ့စခန်းစစ်ကူမလာလို့စုတ်ခွာရမယ့်အခြေအနေများနေတယ် ဲ့တော့ကရင်ကချင်ပြည်ပြည်နယ်အနေနဲ့ကဟာကျွန်တော်ပြောတာနည်းနည်းစောအောင်ပါတက်မခွနဲ့နေမြေဆိုတဲ့အခါကျတော့လေတက်မခွနဲ့ကစီးပွားရေးသမားများတယ်နော်စီးပွားရေးသမားများပြီးတော့အတကယ်အင်အားတောင်းပြီးတော့ပတ်စံရှိတဲ့ဒီတက်မဟာမျိုးပါအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝေဖန်ပြောဆိုရတယ်နည်းနည်းစောသွားမှာလေးရှိသေးတယ်နော်ကျွန်တော်နည်းနည်းလေ့လာပါအောင်မယ်အဲ့ဒီဇိုင်းဆက်သွားရင်တော့အဆင်မပြေနိုင်တော့ဘူးကိုမောင်းနဲ့ အာအဲ့လိုပြောရင်လည်းမမာဘူးမမာဘူးနော်ဒီတိုင်းဆက်သွားနေအဆင်ပြေနိုင်မှာတခုခုကိုအပြောင်းလဲတခုအနေနဲ့တည်တည်ချာချာလုပ်ဖို့တော့လိုအပ်လာပြီစစ်တိုက်မယ်ဟေးဆိုလို့ရှိရင်တိုက်ပါစစ်မတိုက်ဘူးဆိုလို့ရှိရင်လည်းရတယ်ဘာမှမဖြစ်ဘူးနောက်ဆုတ်လာလိုက်လို့ဘာမှမဖြစ်ဘူးနော်နောက်မဆုတ်နိုင်ရင်လည်းတိုက်ပါအဲ့လိုပဲပြောရမှာပေါ့အခုလုံနေတဲ့ပုံစံငါးဖွဲ့ရငစားချပြီးတော့ဘမော့ချီဆိုပဲကြီးသိမ့်မကြခင်လာပြီးတော့ညွန်ဝိုင်းတို့လာဝိုင်းတော့မယ်ဌာနချုပ်ကဘာမှမလုပ်မှာတော့ဘာထူးမှာလဲလေဌာနချုပ်ကိုဒီတိုင်းလွတ်ထားမှာတော့ ဌာနချုပ်ဆိုသူတို့ပုံစံနေခွင့်မပေးရသူကတော့တောမှာပဲနေတောင်မှာပဲနေတွင်တူပဲနေခြိုက်တယ်လို့နေသူ့ကိုရက်တီခွင့်ပေးလဲတိုက်မှာပဲရက်တီခွင့်မပေးလဲတိုက်မှာပဲဟုတ်လားတိုက်မဲ့အတူတူကတော့ဘာကြောင့်မို့လို့ခင်ဗျားတို့ဒါဘာလောက်တာလဲဦးမင်းအောင်လာမေးချင်တာမတိုက်ဘူးဆိုလို့ရှိရင်ဆွေးနေအတိုက်မဲ့ဟဲ့ဆိုလို့ရှိရင်အပြတ်တသူတေကိုတေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့အာသူပြီးကိုပြီးတိုက်ရမှာဖြစ်တယ်။အာဘာလို့ဆိုဘာလို့လို့ဘာလို့နေမှာမသိဘူးကြောက်တယ်လို့လို့ခြောက်တယ်လို့လို့ဖြစ်နေတယ်။ဟို စစ်ကောင်းဆောင်မလုံနဲ့တော့နိုင်ငံကြီးလုံလဲနိုင်ငံကြီးလုံနော်အဲ့ဒါတော့အမှန်ပဲတော့စစ်ထဏာချုပ်တွေဘုံမကျဲသေးတဲ့ခေါ်လိုက်ရပါဗျရှိကောက်ပွဲလို့ရေးနေအချင်းနေတခုတော့ဖြစ်လာမှာပါတဲ့နော်စစ်ပွဲမရှိရင်ပိုကောင်းပါတယ်တစ်ဖက်ကရွေးကောက်ပွဲကိုလက်မခံပါဘူးလို့ပြောနေကြမှာပဲနော် ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့အဲကွန်မန့်ရလဲပေါက်ရတတ်ပါကောင်းမင်းမကောင်းမန်းကြစားညီကိုရမန်းအခြေစစ်တင်တယ်နော်ကျွန်တော်အမျိုးရမန်းတာကောင်းပါလားဘာလို့မလုံနိုင်တော့လဲရှင်းရင်ပြရှင်းဟုတ်တယ်မရှင်းရင်ပြလိုက်ဒါလည်းအမှန်ပဲတရားခွကြီးအဲ့တော့ကျွန်တော်ဒီနေ့အဓိကပြောချင်တာဒီနှစ်ခုပါပဲเนาะ ကျွန်တော်တော့နောက်မှ AC ဆက်ပြောပါမယ်ကျွန်တော်အချိန်လေးအပေးနေတဲ့အချိန်လေးစေသွားပါမယ်နော်အဲ drone တွေပါလေအများအများဆုံးစီမံပြီးတော့ crowd AR ကတော့မဟုတ်သေးဘူးနော်လက်နက်တပ်ဆင်မှုနဲ့ပတ်သက်လာလို့ရှိရင် AR ကဘာလဲမရှိတာလား drone နဲ့မတပ်ဆင်မှုနော်လက်နက်တပ်ဆင်မှုမှာဆိုတူမီရှုံမီအရန်လောက်တယ်နော်နော်ဟိုတို့တို့ဒီတို့နန်းတို့ပုံစံမျိုးအရန်လောက်တယ်ရဲတရင်နေလဲအခုချိန်ထိ လမ်းနဲ့တေချာမတက်ဆင်ပေးဘူးเนาะရှင်တန်းထွက်တဲ့စစ်တီတွေလည်းခဲရန်လုံလောက်မှုမရှိရှိအောင်တေချာမလုပ်ပေးဘူးရိတ်ခါလုံလောက်မှုရှိအောင်တေချာမလုပ်ပေးဘူးเนาะနောက်ထပ်ကျွန်တော်ထပ်ပြောရမှာအခုတကယ်တမ်းရန်သူကရန်သူလာနေရန်သူကိုထိုးစစ်ဝင်နေတဲ့ဖွဲ့တော်မှာ drone ကတေချာမစီစဉ်ဘူးဆိုလို့ကျွန်တော်ပြောလို့ကိုကိုကိုသာပြန်စဉ်းစားကြည့်တော့ဒါဘာပြူဟာလဲကျောင်းမြန်းပြောနေသလိုနော်ကျွန်တော်မြန်းပြောနေသလိုခင်ဗျားတို့ဘာပြူဟာလဲ နော်အဲ့လိုမျိုးပြောအောင်ပါကဲဟုတ်ပါပြီဒီလောက်မှကျွန်တော်ရက်ပြကျွန်တော် AC ကျွန်တော်ဆက်ပြီးတော့အဲဆက်ပြီးဆွေးနွေးပါမယ်နော်